မပြောသေးကိုကောင်းကြီးနဲ့ရော်ပြီးမုလုံးမယ်ဆိုရင်တော့အရန်ရတာရှိသွားနိုင်ပါတယ်။တလို့စားလိုက်ရင်တော့စစ်စီလေးနဲ့မပြောသေးရဲ့ချိုမွေးတဲ့အရတာပါပေါင်းဆက်ထားတော့အရန်ရတာရှိပါတယ်။ပကံလုံးနဲ့မပြောသေးတလုံးထည့်ပြီးရင်တော့ဖိချေပေးထားလိုက်ပါမယ်။အရန်ကြီးမကြည်ပဲနဲ့အနေတော်ဆိုရင်တော့ရပါတယ်။အဲနောက်ကောင်းကြီးမုတ်ထည့်ပြီးတမအောင်ဝေးလိုက်ပါမယ်။အရန်ကျဲနေတယ်ထင်ရင်တော့ကောင်းကြီးမုတ်ထပ်ထည့်လို့ရပါတယ်။ဒီလောက်နေထားရပြီဆိုရင်တော့ဦးရဲစီပြန်ပြီးဦးရဲလောင်းထည့်လိုက်ပါမယ်။ ိုးဖင်အတိုင်းပြားနေအောင်ဖိပေးပြီးရင်တော့တစ်ဖက်ကြက်ပြီးဆိုမှနောက်တစ်ဖက်ကိုလှမ်းပြီးညနေပြည့်နှစ်ဖက်လုံးရှင်ဝါရောင်တန်းအောင်ကြော်ပြီးလိုက်ရင်တော့ရပါပြီ။ကလေးတွေအတွက်မနက်စာကိုဒီလိုငပြောသီးမုတ်လေးလုပ်ကြည့်ကြည့်ပါ ကြုံနေစရာလိပ်စရာမလိုပဲလုံနီးကအရန်ကိုယိုရှင်ပါတယ်ချုံမွေပြီးပပွားလေးဖြစ်နေတဲ့အရာသာရှိလို့ကလေးတွေအရန်ကြိုက်ကြပါတယ်စစ်ပါအိတ်တဲ့ဂစီတက်နေတဲ့ဂျုံမုံ100ဂရမ်တစေး100ဂရမ်ကျောက်ဦးတစ်လုံးနွားနိုဒါမမဟုတ်ရေ60မီလီထဲပြီးတော့တနားရီကြောကြောအချင်းဖောက်ပေးထားလိုက်ပါမယ်ဈေးကိုပေးပြီးတဲ့နောက်ရိုးရိုးရှင်းရှင်းဖြည့်ချပေးလိုက်ပါမယ် ်အပျော်ဒီကိုအပြားလေးတွေရောင်းလီပြီးစီတုပ်ထားတဲ့ဦးရဲထည့်လိုက်ပါမယ်။သူ့အပေါ်ကိုမုန်နှစ်တွေထည့်ပြီးရင်တော့မိအေးအေးနဲ့ညနေပြင်မှာဘူပေါင်းတွေထားလာတဲ့အထီးကြော်ပြီးရင်နောက်တစ်ပတ်လံပေးလိုက်ပါမယ်။စားတဲ့အခါကိမုတ်လိုမျိုးနဲ့ပျော့ပျော့အီအီလေးနဲ့အရန်စားလို့ကောင်းပါလေ။လို့ရနေတင်ပြန်ပြီးအရသာရှိတဲ့အပြင် cheese အမြင်လဲဆွဲလို့ရသေးလို့တလုတ်စားလိုက်တာနဲ့ပြည်ပြေစုံတဲ့ခန်းစားချက်ကိုရစီမှာပါအာလူကိုအခွန်ခွာအတုံးလေးတွေတုံးပြီးတော့ကြောင်းအောင်ပေါင်းပေးထားလိုက်ပါမယ် ပူနေတော့မှာအနှစ်ဖြစ်အောင်ခြေပြီးရင်တော့စပန်နဲ့စွန်နွားနို့တစွန်ထည့်ပြီးတမအောင်ဝေပေးလိုက်ပါမယ်သူ့အပေါ်ကို cheese ဖြူပေးပြီးတော့ air fryer ရဲအပူချိန်180ဒီဂရီနဲ့10မိနစ်ထည့်ဖို့ပေးလိုက်ရင်တော့ရပါပြီကြက်ရစ်မုံသားကိုဒီလိုလုံဆောင်ရင် တိုးသားထုတ်ထိုးကင်တွေထက်ပိုစားလို့ကောင်းပါတယ်။လုံနီးကယိုရှင်ပြီးတော့စားလေအရာသာရှိလေမို့လူကြီးရောကလေးပါကြိုက်ကြပါတယ်။ကျင်းရင်မုံသားလက်လက်ဆက်ဆက်ကိုတကိုက်စာအရွယ်တုံးလေးတွေလီပြီးတော့ကြက်သွမ်းမေးချင်းဟင်းချက်အရက်တစုံထည့်ပြီးညှိနှမ်းဖြောက်ပေးလိုက်ပါမယ်။အရာသာအတွက်ဘဲငက်ပြရဲ့ကျဲတစုံဘဲငက်ပြရဲ့အနောက်အနေငယ်ခယူးစီအတင်းတင်းစားနေငရုတ်ကောင်မို့ကျဲဦးအကာတစ်လုံးကုံမုတ်တစုံထည့်တမအောင်နေပြီးရင်တော့အရာသာဝင်အောင်ခဏနှက်ထားလိုက်ပါမယ်။နောက်ဆုံးအနေနဲ့စီတစုံဆန်ပြီးရင်တော့အဆိုတက်ကိုထိန်းထားပေးလိုက်ပါမယ်။ စီပူလာတဲ့အခါကျရင်ပုံသားတွေကိုထည့်ပြီးညိုပြီးတော့ချက်သွားတဲ့အထိကြော်ပေးလိုက်ပါမယ်။အဲနောက်အရသာရှိတဲ့အကင်မုတ်ဖြူပြီးရင်တော့မွှေးလောင်းမွှေးကြော်ပေးလိုက်ရင်တော့ရပါပြီ။ဒီလိုလှုပ်ထားတဲ့ကျရင်ပုံသားကမညီမမာပဲအပေါ်ရန်သားကြွကြွလေးနဲ့အတွင်သားနူညံ့ပြီးတကယ်စားလို့ကောင်းလို့လှုပ်တတ်သွားရင်တော့လူကြီးမင်းတို့လည်းနိုင်လို့စားကြည့်လိုက်တော့နော်။ကျပောင်ကိုဒီတိုင်းကြော်စားရတာညီငွေလာပြီဆိုရင်တော့ဒီလိုဘာဘီကျူးကျပောင်လေးလှူစားကြည့်ပါ။နူညံ့ဤဆက်ဂျူစီဖြစ်ပြီးတော့ကြော်တာထက်ကိုအများကြီးပိုစားလို့ကောင်းပါလေ။ ကြက်ပေါင်ကိုပြင်ဆင်ပြီးကျင်းကြက်တုံမိတ်ဟင်းချက်အရာတစုံထည့်ပြီးတော့ညှိနှံ့ဖြောက်ပေးလိုက်ပါမယ်။အဲနောက်မှာတော့စားမယုတ်ကောင်းမုတ်ထပ်ထည့်ပြီးသူ့ကိုတမောင်းနေထားပေးလိုက်ပါမယ်။ပကံလုံးနဲ့ဘင်းကပြာရဲ့ကျဲခယူစီဟင်းချက်ရဲ့ပြားရည်တစုံရေအတင်တင်ထဲပြီးတမောင်းဝေပေးလိုက်ရင်တော့အရသာရှိတဲ့ဘာဘီကျူးဆော့ကိုရပါပြီ။အိုရဲစီပူလာရင်နှစ်ထားတဲ့ကြက်ပေါင်သားတွေကိုထည့်ပြီးရောမီးအလေလန်နဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ မျက်နှာပြင်နှစ်ဖက်လုံးရှေးဝိုင်းအောင်တန်းအောင်ကြော်ပြီးတဲ့နောက်မှာတော့ဆက်ထားတဲ့ဆော့ကိုလောင်းထည့်ပြီး9မိနစ်6မိနစ်လောက်အဖုံးအုံနှက်ထားပေးလိုက်ပါမယ်။ကြားထဲမှာအပေါ်အောက်လှန်လှန်ပေးပြီးတော့အနည်းကျအောင်ထိတည်ထားပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။ဒီလိုချက်ထားတဲ့ဘာဘီကျူးချက်ပေါင်းနှက်ကရနံ့မှွေပြန်ပြီးတော့ထမင်းနဲ့အရန်လိုက်ဖတ်တာမို့လို့ကြိုင်နေတဲ့တည်းဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်။ တော်တော်များများကကစွန်ရဝယ်လာပြီဆိုရင်တော့ဘလို့ချက်စာရမလဲမသိကြဘူးဒါဆိုကျွန်တော်ချက်တလို့မျိုးချက်သွန်ဖြူကစွန်ရွက်ကြော်လေးကြော်စားကြည့်ပါကျွတ်ဆက်ဆက်လေးနဲ့ဂရင်းပွင့်ပြီးတော့မအီပါဘူးအရင်ဆုံးကစွန်ရွက်ကိုတင်ပြီးရင်တော့စားတစွန်ထည့်ပြီးရေတန်တန်နဲ့10မိနစ်စိမ်ထားပေးလိုက်ပါမယ်ဒီအစဉ်ကကစွန်ရွက်ထဲမှာရှိတဲ့ပိုးမွှားတဲ့အညစ်အကြေတွေကိုဖယ်ရှားပေးနိုင်ပါလေဦးရေစီပူလာရင်ချက်သွန်ဖြူနှုတ်ဆင်တွေကိုထည့်ပြီးမွေးနေအောင်စီတက်ပေးလိုက်ပါမယ် အဲနောက်မှာတော့ကစွန်ရွက်တွေထည့်ပြီးရတာအတွက်စာကြက်သားမုံအကြားထည့်ပေးလိုက်ပါမယ်။ကစွန်ရွက်ကိုဒီလိုကြော်တဲ့အခါတရက်လုံးထားရင်တော့မှစိစိန်လေးဖြစ်ပြီးတော့မမဲသွားမှာဖြစ်ပါလေ။ဒါကတော့ကျွန်တော်တို့အိမ်မှာလူကြိုက်များပြီးတော့ခြိုက်ရတာရိုရှင်းလွယ်ကူစားကောင်းတဲ့အပြင်အာဟာရပြည့်ထမင်းနဲ့လိုက်ပတ်တဲ့ဂေါ်ဘီနဲ့ကြက်ဥကြော်ပဲဖြစ်ပါလေ။ဂေါ်ဘီတို့တထုပ်ကိုအမြင်လေးတွေရအောင်အရင်လှိထားပေးလိုက်ပါမယ်။ စီပူလာတဲ့အခါကျဲဦးရီကိုကြည်အောင်မှွေကြော်ပေးလိုက်ပြီးရင်တော့အတင်သုံးဖို့ခတ်ထားလိုက်ပါမယ်နောက်တူမှာချက်သွုံမေးချက်သွုံဖြူကိုမှွေးနေအောင်စီတက်ပြီးပေါ်ပြီးမြင်နေမော်လာဦးညီမြင်တွေကိုပါထဲ့ကြော်လိုက်ပါမယ်မကြက်တကြက်ဖြစ်အောင်ကြော်ပြီးပြီးဆိုရင်တော့ကြော်ထားတဲ့ကျဲဦးတွေထည့်ပြီးအရသာအတွက်ပဲငက်ပြာရဲ့ချေခယူစီစာချက်သားမုတ်ထည့်ပြီးအရသာဝင်အောင်မှွေကြော်ပေးလိုက်ရင်တော့ရပါပြီ ကလေးတွေအတွက်မနက်စာကိုဒီလိုအချိန်၁၀မိနစ်ပေးုံနဲ့ချက်လို့ရတယ်အသားခေါက်ဆွဲပြုံးလေးလှုပ်ကြွေးလို့ရပါတယ်နော်လိုရတာလွယ်ကူမြန်ဆန်ပြီးတော့အာဟာရပြည့်ဝအရသာရှိပါတယ်ကြဲဦးကြက်ပြီးဆိုရင်တော့ရင်ွေးပူပူလောင်းထည့်ပေးလိုက်ပါမယ်ဒါကဟင်းရည်ဖွဖွေးလေးဖြစ်စီတဲ့အဓိကအချက်ပဲဖြစ်ပါတယ်သူတွေကိုကလေးတွေကြိုက်တဲ့အတင်းစားခေါက်ဆွဲကြောင် နှက်ထားတဲ့အသားပါထည့်ပေးလိုက်ပါမယ်အသားနှက်ဖို့အမဲမူးခိုးထားတဲ့ပဲငက်ပြာရည်ကော်မုတ်ချင်းချက်တုံမေးစီထဲနဲ့ထားပေးလိုက်ပါမယ်အကြာကြီးချက်စီရမလို့ပဲတမိနစ်လောက်ကြာရင်တော့မှပွားသွားနိုင်ပါတယ်အရာသာအတွက်စားနဲ့ပဲငက်ပြာရည်ထည့်ပြီးအတီးရွက်အနေငယ်ပါထည့်ပေးလိုက်ရင်တော့ရိုးရှင်းတဲ့ခေါက်ဆွဲပြုတ်တစ်ခွက်ရပါပြီကလေးတွေအတွက်မနက်စာကိုအချိန်9မိနစ်ပေးရုံနဲ့ဒီလိုခရမ်းညင်သည့်ကျဲဦးခေါက်ဆွဲလေးလှုပ်ကြွေးလို့ရပါတယ် အပူကြိုပေးထားတဲ့အိုရဲစီထဲပြီးရင်တော့ကျဲဦးရည်တွေလောင်းထဲပြီးရင်ကြက်အောင်ငွေကြောပေးလိုက်ပါမယ်။နောက်တအိုးမှာခရမ်းညင်ဒီကိုထည့်ကြော်လိုက်ပါမယ်။စားထည့်ပြီးရင်တော့အရေပိုးထွက်လွယ်စီပါလေ။သူရဲရည်ထည့်ပြီးရင်တော့ခောက်ဆွဲကြောက်တွေထည့်ပြီးအရာသာအတွက်ဘဲငက်ပြာကြီးနဲ့စားထည့်လိုက်ပါမယ်။အဲနောက်မှာတော့ကြော်ထားတဲ့ကျက်ဦးထည့်ပြီးဟင်းနူးနဲ့ရွယ်နှဲငယ်ပါထည့်ပေးလိုက်ပါမယ်။ဇူလာတဲ့နောက်ချက်တော့မိန်နှုတ်စင်အနှဲငယ်ဖြူပေးလိုက်ရင်တော့ရပါပြီ။အချိန်ကုန်သက်သာပြီးတော့ခလေးတွေအရန်ကြိုက်ကြပါလေ။